ဒီနေ့တော့တော်လန်ရေးကိုဆွတ်ဆွတ်စစ်စစ်ညီညီညွတ်ညွတ်နဲ့တစ်စစ်မြအောင်တွားဖို့လိုရဲလို့ BBNA ကုတ်ကဲရေးမှုပြောတဲ့တဲ့။စောမျိုးနယ်ကိုစက်ကောက်စီတက်ကလီရင်နဲ့ပုံကျဲစီပေပါ80လောက်ခန့်မီးလောင်ပျက်စီးတဲ့တဲ့။ဒီမိုးဆိုစစ်ဘေးရှောက်စခန်းမှာကိုထူကိုထဆာတင်ကြောင်းနဲ့ရိတ်ခါအတွက်အကူအညီလိုအပ်နေတဲ့တဲ့။စရတဲ့တဲ့တွေအပါဝင် Federal FN ရဲ့နေ့စစ်တဲ့တွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာတဲ့တွေကိုကြားရမှာပါ။ တော်လည်ရေကုန်စွစွစစီညင်ညင်ညွညွနဲ့ဒီထက်သစ်မြအောင်သွားဖို့လိုအပ်တယ်လို့ပမာပြည်သူလွတ်မြောက်ရေးတပ်တော် PPLA ကိုကေရီမူမောင်ဆောင်ခါကဒီနေ့ဇွန်လ22ရက်နေ့မှာ Federal FM ကိုပြောပါရယ်။ဒါကြောင့်ပြီးခဲ့တဲ့ဇွန်လ9ရက်တအန်းပြည်တနေရာမှာကျင်းပတဲ့ PPLA ရဲ့အခြေခံစစ်တင်တဲ့အပတ်စဉ်ကိုတင်တဲ့ဆင်းပွဲမှာနိစက်ရတော်လည်ရေးအဖွဲ့အစည်းတွေလာနိုင်တဲ့အဖွဲ့အစည်းတွေကိုရအောင်ဖိတ်ကြားခဲ့ပြီးကျင်းပခဲ့တယ်လို့ဆိုပါရယ်။အမျိုးသားညညွေအစိုးရ NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတောင်တာဇော်ဝေဆိုတအံမျိုးသားလွမြောက်ရေးတပ်မတော် PSLF TNLA အထွေထွေအတွင်းရေးမှူးဘူချုပ်တာပုံကျော်ဂရင်းနီပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဋ္ဌခွန်ဘီ2အရခတ်သက်တော် AA တပ်မှုတူပြည်သူလွမြောက်ရေးတပ်မတော် PLA စစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်းရေးမှူးမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌနဲ့ PPLA ကုတ်ကေရေမှုမောင်ဆောင်ခါလို့တက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်တင်တန်းစင်းရဲဘော်တွေကိုလက်နက်သက်ဆင်ပေးခဲ့ပြီး၂၀၃စစ်သေးတာအတွက်တက်ရင်အသေးတစ်ခုဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။မကွေးတိုင်းဒေသကြီးစောမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်ကောက်စီတပ်ကဝိုက်ထွဲကေလင်းရင်နဲ့ဒီနေ့မနေ့6နိုင်ဝန်းကျင်လာမှာဘုံသုံးလုံး ကျေးချတိုက်ခိုက်ခဲ့တာကြောင့်လူနေအိတ်တစ်လုံးနဲ့စီပေပါအလုံးရေ80ခန်းမီလောက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။အဆိုပါပုံကျဲမှုကြောင့်ဆုံးမြွတ်နယ်အပြင်နာကစီပေပါတွေအတင်အချားလုံနေတဲ့နေအိတ်အနာကြာရောက်ပောက်ကွဲခဲ့ပြီးတော့အနီးပတ်ဝန်းကျင်မှာလူနေထိုင်ရာမျိုးမရှိတဲ့အတွက်လူအထိခိုက်တော့မရှိခဲ့ဘူးလို့သိရပါတယ်။စကောက်စီတက်ကဆောမြို့နယ်ကိုလေကြောင်းတက်ခိုက်မှုပြစ်လုခဲ့ပြီးတဲ့နောက်တဆက်တဲ့ပေါ့မြို့နယ်ရဲ့အနောက်ဖက်ခြမ်းကိုလည်းဘုံဆယ်လုံးကျေချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့တုန်းကလည်းစောမျိုးနယ်ကညောက်ကန်ကျေးရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား၃ဦးပွဲချင်းပြီးတည်ဆုံခဲ့ပြီး6ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကရီနီပြည်ဒီမော့ဆူမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ထေကီလျာစစ်ဘေးရှောက်စခန်းမှာကိုထူကိုထစာတင်ကြောင်းနဲ့ရိတ်ခါအတွက်အကူအညီလိုအပ်နေတယ်လို့စစ်ဘေးရှောက်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါရတယ်။ လက်ရှိစစ်ရှောက်စခန်းမှာစစ်ဘေးရှောက်ကလေးငယ်တွေဟာမိုးဒက်လေတံကြားမှာပညာသင်ကြားနေရတာကြောင့်ယာယီစာသင်ဆောင်စာရေးခုဖတ်စာအုပ်နဲ့စာရေးကိရိယာတွေလိုအပ်နေကြတာဖြစ်ပါတယ်။လက်ရှိမှာဆရာနှူးဆရာမဆယ်ဦးကပညာသင်ကြားပေးနေပြီး CDM အများစု ဖြစ်တာကြောင့်ထောက်ပံ့ခြင်းနဲ့သင်ထောက်ကူပစ္စည်းတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။ထိကိလျာစစ်ဘေးရှောက်စခန်းမှာ8126စုလူဦးရေ963ဦးနေထိုင်ကြပြီး လက်ရှိမှာလည်းအလုတ်အကင်ရှားပါနေတာကြောင့်ရေရှည်ရက်တီဖို့ခက်ခဲနေတယ်လို့သိရပါဗျ။စကိုင်းတိုင်းပလဲမြို့နယ်ရှိစစ်ကောက်စီအခိုင်မှာတက်ဆွဲထားတဲ့ကန်တော့ရဲစခန်းကို16ရက်ကြာအောင်ထူးစစ်ဆင်တိုက်ခိုက်ပြီးမှတင်ပတ်ရရှိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကဖရဲ FM ကိုပြောပါရယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲကိုဇွန်လ၂ရက်နေ့ကနေစတင်ထူးစစ်ဆင်ပြီးပြီးခဲ့တဲ့ဇွန်လ16ရက်မနေ့ပိုင်းမှာတင်ပတ်ရရှိခဲ့တာဖြစ်ပါရယ်။ စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဂျမ်းမာသင်းဒရုန်းဒရုန်းပစ္စည်းတချို့နဲ့လက်နက်ခဲယမ်းတွေတင်ဆက်ရမိပြီးစစ်ကောင်စီတပ်သားအယောက်40ကျော်တေဆုံးကစစ်တုပ်ပန်းတချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်မန္တလေးတိုင်းဒေသကြီးတောင်တာမြို့နယ်မှာတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလမ်းပိုက်စစ်ဆေးမှုပြုလုပ်ခဲ့ရာစစ်ကောင်စီတပ်ရဲ့ပုဂိုးတိုင်းတာဂရတပ်မတော်အကြီးစားစစ်ရုံမှာတာဝတ်ထမ်းဆောင်နေတဲ့တပ်ချက်ကြီးတူကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ် ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာပကိုးတိုင်းတာကရတက်မတော်အကြီးစားဆက်ရုပ်ကနေမြိုင်ဘက်ကိုခရီးသွားနေတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးက Federal FN ကိုပြောပါတယ်။အဆိုပါဖမ်းဆီးရမိတဲ့တက်ချက်ကြီးဟာအောင်ဖြိုးလို့အမိရပြီးကိုပိုင်အမတ်ကပ833ညနေတတိဖြစ်က သူ့ရဲ့မြမစီပွားရေးဗန်စာအုပ်မပုတ်တဲ့ရင်မောင်းလိုက်စင်တမတ်သားရွှေလဲဆုတ်တကွင်းတို့ကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။ အခုဆက်ပြီးတော့နိုင်ငံတကာတည်င်းတွေကိုကြားရမှာပါအီရန်ကိုအစ္စရေးကတိုက်ခိုက်နေချိန်မှာသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့အနာဂတ်ကိုဆွေးနွေးမှာမဟုတ်ဘူးလို့အီရန်ကတောက်ကြနေကပြောပါတယ်ဥရောပကတီဟီရန်ကိုဆက်ဆက်ညှိနှိုင်းဖို့ကြိုးပမ်းနေပြီးပြည်ပခါမှာအမေရိကန်လည်းပါဝင်နေတာကြောင့်အီရန်ကနျူကလ িয়ার အရေးမဆွေးနွေးနိုင်ဘူးလို့အခုလိုငင်းဆိုခဲ့တာဖြစ်ပြီးတော့အစ္စရေးဘက်ကတော့တပတ်အတွင်းစစ်ဆေးရေးအတွင်းမှာအီရန်ဘက်ကတုံးကြည့်ထောက်လို့တဲ့နေရာတွေအပါအဝင် စစ်ဘက်ဆိုင်ရာပြစ်မှတ်သားစင်များစွာကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းတီဟီရန်ကမြူလက်နဲ့ဖန့်ဖြိုးတိုးတက်ရေးဆိုင်ရာသုတေသနအဖွဲ့အပါအဝင်အီရန်အနောက်ပိုင်းနဲ့အလယ်ပိုင်းကစစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးကအီရန်ကိုပီခဲတဲ့တောက်ကြနေကစတင်တိုက်ခိုက်ခဲ့ပြီးသူတို့ရဲ့တက်တန်ရှည်ရန်သူကနျူကလ িয়ার လက်နက်တွေတီထွင် ထောက်လှမ်းလို့နေပါဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။ အီရန်ကလည်းသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကငိမ့်ချတဲ့ရည်ရွယ်ချက်အသွက်သာဖြစ်တယ်လို့ပြောပြီးအစ္စရေးဘွားဒုံးကျည်နဲ့ဒရုန်းတွေနဲ့လက်တော့ပြန်ခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့အထက်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့မကြသေးမီကတယ်လီဖုန်းပေါက်ကြားမှုကြောင့်ဝန်ကြီးချုပ်ပေထုတ်တန်ကိုတာဝန်ကနေအနားယူဖို့ဖွဲ့စည်းပုတ်အခြေခံဥပဒေတရားရုံးနဲ့အမျိုးသားအကြတိလိုက်စားမှုတိုက်ဖြည့်ရေးကော်မရှင် NACC ကိုအထက်လွတ်တော်ဥက္ကဋ္ဌကအတနာခံစားတင်သွင်းခဲ့ပါတယ်။ ဖုံပြိုးစုမှုမတန်ပေါက်ကြားလာပြီးတဲ့နောက်ထိုင်းဝန်ကြီးထုတ်ရသူကနှုတ်ထွက်ပေးဖို့အတွက်ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကထိုင်းနိုင်ငံပြည်ပြင်ပြောင်းလဲရေးကြောင်းသားနဲ့ပြည်သူ့ကွန်ရက် PDRC အဖွဲ့ကဦးဆောင်ပြီးထိုင်းပြည်သူတွေဆန္ဒပြနေကြပါတယ်။ ထိုင်းကမ္ဘောဒီးယားပြိပခနောက်ဆက်တွဲအနေနဲ့ကမ္ဘောဒီးယားကိုရည်နံတင်ဖို့မှုရက်သက်ဖို့ထိုင်းအစိုးရကိုတိုက်တွန်းတဲ့အဆိုကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကထိုင်းအစိုးရကိုပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့အကြောင်းအဆိုပါလောက်ရက်က ထိုင်းအစိုးရပိုင်စွမ်းအင်ကုမ္ပဏီ PTT ကိုတတိတတာထိခိုက်စေနိုင်ကြောင်းတတိပေးထားတယ်လို့စနေနေ့မနေ့ပိုင်းမှာခမာထိုင်းတည်င်းဌာနကဖော်ပြထားပါတယ်။ အမျိုးသမီးတွေနဲ့တွေ့ဆုံဖို့ online platform တွေနဲ့ချင်းတွေ့တဲ့ application ကိုအသုံးပြုချိန်ဆိုပြီးဗီတိန်နဲ့တရုတ်နိုင်ငံကအမျိုးသမီး၁၀ဦးကိုစေခတ်အတမပြုချက်ကဗီဒီယိုရိုက်ပစ္စည်းတွေခိုးယူထားတဲ့အသက်28နှစ်အရွယ်တရုတ်ကြောင်သားကြံဟောင်းကျူကိုလက်ဒန်တရားရုံးကဂျာရာပတိနေမှာထောက်ဒဏ်24နှစ်ချမှတ်လိုက်ပါတယ်မတိမ်မှုဆက်တမှုနဲ့ပြစ်မှု28မှုမှာပြစ်မှုထင်ရှားတဲ့အတွက်ဂျာရာပဒီနေကသူ့ကိုထောက်ဒဏ်ချမှတ်ခဲ့ပြီးတော့ နောက်ထပ်အမိမတိအမျိုးသမီးနှစ်နာသူ90ကျော်လဲရှိနေတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အမျိုးသမီးတူဦးကအဲ့ဒီကြောင်သားနဲ့ပတ်သက်ပြီးတည်င်းပေးတဲ့အတွက်ရဲတပ်ဖွဲ့ကဝန်ရှာတဲ့အချိန်သူ့အိမ်မှာမူရစ်စေဝါနဲ့ကင်မရာကိုတွေ့ခဲ့ပြီးသူ့ရဲ့လက်တော့နဲ့ကင်မရာတွေမှာတွေ့ရတဲ့ယာနဲ့ချီတဲ့ဗီဒီယိုတွေနဲ့မက်ဆေ့တွေကိုကြည့်ချင်အပြစ်သူဟာပြည်ထောင်နိုင်ငံမှာတမကသူ့ရဲ့မွေးရမြေတရုတ်နိုင်ငံမှာပါဒီလိုအမှုတွေကိုကျူးလွန်ခဲ့တာကိုတွေ့ရပါတယ်။ ဒီသတင်းတွေကိုတော့ writer သတင်းဌာနကိုကိုးကားဖော်ပြထားတာပါဒီနေ့ဇွန်လ23ရက် Federal FIN ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်မ Annie ပါရှင်